မင်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPPO မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် တကုံမျိုးသစ်တောင်ပိုင်းမှာရှိတဲ့ဒုက္ခတကုံပြည်သူငှားအိယာမှာငှားအိယာချထားတဲ့တိုက်ခန်းတွေကိုတဆင့်ပြန်ငှားရောင်းချတာတွေပြုလုပ်နေတာကြောင့်ပြန်သိမ်းနေတယ်လို့မြို့ပြနဲ့အိယာဖွံ့ဖြိုးရေးဦးစီးဌာန DUHDYGN ကနေသိရပါတယ်။တချို့မဲပေါက်ထားတဲ့သူတွေကပြန်ရောင်းစားကြသလိုအပြင်ပေါက်စီအတိုင်းပြန်ငှားချတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။အဲ့ဒီလိုလောက်ရက်တွေလောက်တာကနိုင်ငံပိုင်ပစ္စည်းကိုအလွဲသုံးစားလောက်တာနဲ့အတူတူပဲဖြစ်ပြီးပြန်ရောင်းတဲ့သူတွေကိုဥပဒေကြောင်းအရအေးအေးယူတာတွေရှိသလို့ ပြန်ငှားထားတဲ့သူတွေကိုတော့အခန်းပြသိမ်းထားတယ်လို့မြို့ပြနဲ့အရာဖွံ့ဖြိုးရေးဦးစီးဌာန DUHDYGN ကတာဝန်ရှိသူတယောက်ကပြောပါတယ်လက်ရှိမှာတော့ပြင်သိထားတဲ့အခန်း20ကျော်ရှိပြီးမဲပြန်နှိုက်ပေးသွားမယ်လို့ဆိုပါရယ်ဒုက္ခရကုံ ပြည်သူအငှားအရာဟာနေရအခက်ခဲရှိသူတွေကို9နှစ်တာ9ရက်နေထိုင်ခွင့်ပြုထားတဲ့ပြည်သူအငှားအရာတစ်ခုဖြစ်ပါရယ် ဒုက္ခရကုံပြည်သူအငှားအင်အားအတွင်းမှစုစုပေါင်းတိုက်ခန်း190လေးလုံးပါဝင်ပြီးပြည်စည်းမှုအလိုက်အခန်းတွေကိုငားယံခွင့်ပြုထားကာပထမဆင့်အနေနဲ့ဒုက္ခရကုံပြည်သူအငှားအင်အားအတွင်းကတိုက်83လုံးဒုတိယအဆင့်အနေနဲ့တိုက်အလုံး90တို့ကိုနေရာချထားပေးခဲ့ပြီးဖြစ်ပါတယ်ရှင်။ ရန်ကုန်မြို့လှိုင်းတရာမြို့နယ်အတွင်းမှာရှိတဲ့စမှုဆောင်နေတဲ့က CMB တဆင့်ခန့်အထည်ချုပ်ဆက်ယုံတချို့ အော်ရာမာစာမရှိတော့လို့ပိတ်သိမ်းတော့မှာဖြစ်ကြောင်းနဲ့ဆက်ယုံပိတ်သိမ်းတော့မယ့်အကြောင်းအလုသမာရီစီကိုဂျိုတင်အကြောင်းကြားထားတာမရှိတဲ့အတွက်အလုသမာရီအနေနဲ့အခက်အခဲတွေကြုံနေကြရတဲ့အကြောင်းကိုအလုသမာရီကိုကူညီနေတဲ့ဖွဲ့စည်းရေးစီကနေသိရပါဗယ်။ငွေပင်လည်စမှုဆောင်အတွင်းကဘရန်မန်တစိတ်တွေချုပ်တဲ့ SDI Manufacturing Company Limited နဲ့တရုတ်နိုင်ငံသားပိုင်း ဝမ်ရှင်းမြမအထက်ကျုပ်စက်ယုံတို့ကအော်ဒါထက်မရတော့လို့စက်ယုံပိတ်သိမ်းတော့မှာဖြစ်ကြောင်းနဲ့အလုသမားတွေကိုကြိုတင်အသိပေးထားတာမရှိကြောင်းမြန်မာနိုင်ငံကုန်ထုံးနယ်စက်မှုလက်မှုအလုသမားများအဖွဲ့ချုပ် IWFM ရဲ့တာဝန်ရှိသူကပြောပါတယ် စက်ရုံပိတ်သိမ်းမှုဟိုကိစ္စနဲ့ပတ်သက်ပြီးတော့စက်ရုံနှစ်ရုံကတော့ဟိုတိုင်ကြလာတာရှိရဲ့အဲဆွေးနွေးတာရှိရဲ့ပေါ့နော်တရုံကတော့ SDI ပေါ့နော်ဒီစက်ရုံဆိုရင်လည်းစက်ရုံအော်ဒါမရလို့ဆိုပြီးတော့ပိတ်သိမ်းမှုဖြစ်လာတယ်ဟိုနောက်တစ်ရုံကတော့ဝင်းရှင်းမြန်မာဆိုတဲ့ဟာပေါ့နော်အဲဒီစက်ရုံကလည်းလုံရင်တော့လုံသမား၄ရက်ကျော်လောက်ရှိတယ်။ဒါပေမဲ့အခုလက်ရှိမှာတော့အာဒီ aura အမာဇာနဲ့ပါတယ်ဆိုပြီးတော့စက်ရုံပိတ်ဖို့ဖြစ်လာတယ်။အဲဒါပေမဲ့လည်းဒီစက်ရုံ အောင်ပိတ်မှာကိုဒီအလုတ်ရှင်တွေကအလုတ်သမားတွေကိုပုံမှန်လဲလဲမပြောဘဲနဲ့ဒီဆက်ရုံမှာဒီနှိစသမားတွေနဲ့အသက်ရုံပြည့်ရလုတ်သားတွေကိုအရင်ကုံမှာစာနေပါတယ်ဆိုပြီးအလုတ်ထုတ်လိုက်တဲ့ဟာမျိုးတွေရှိတယ်။ဝန်ချင်းမြန်မာဆက်ရုံကကြန့်ရှိနေသေးတဲ့ဆက်ရုံလုတ်သား150ကျော်ကိုလည်းဆက်ရုံပိတ်သိမ်းမဲ့အကြောင်းအသိပေးထားတာမရှိဘဲစပစ္စည်းကြီးစားတွေကို ဆက်ရုံကနေတခြားနေရာကို ပြောင်းရွှေ့နေကြောင်းလည်းသိရပါဗျ။ဆက်ရုံတယုံပိတ်သိမ်းလို့ရင်တက်ဆိုင်ရာကိုစာတင်အကြောင်းကြားတော့ အလုသမားတွေကိုကြိုတင်အသိပေးတာစာရာတွေလှုပ်ဆောင်ဖို့ဥပဒေကြောင်းရလိုအပ်ပေမယ့်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာတော့အလုရှင်တွေဘက်ကအလုသမားတွေကို မျှတာတဲ့နင်နာကြေးတွေပေးဖို့ရှောင်တိမ်နေကြတာလည်းဖြစ်ပါတယ်။ယခင်တော့လည်းရှိခဲ့တယ်အဲ့လိုမျိုး order တွေမရတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့အဲအလုသမားတွေကိုအတိမပေးဘဲနဲ့နည်းနည်းရှော့ပစ္စည်းတွေရွှေရွှေပြီးတော့ နောက်ဆုံးအလုံရှင်ကထွက်ပြေးတဲ့အခြေအနေလေးဖြစ်နိုင်နေပေါ့နော်ဒါပေမဲ့အခုအချိန်မှာအလုံရှင်တွေကအဲ့လိုမျိုးလုံမယ်ဆိုရင်လေအဲလုံနိုင်လုံနိုင်ကြည်ရှိတယ်ပေါ့နော်ဒီချိန်မှာသူတို့တွေကလူသမားခွင့်ရောင်းဟိုဘာမှမပေးတာဒီလိုမျိုးရောကြေးပြူကပေးပေးရမယ်ဆိုတဲ့အခြေအနေမျိုးကတော့ရာဂိုင်းလုံးတော်တော်နေတယ်ဒါအပြင်ရှိပီတာမြို့နယ်တာရုကန်စမှုဆောင်တွေကဆက်ယုံနှယုံလဲပိတ်သိမ်းမှုရှိနေကြောင်းကိုဆက်ယုံအုပ်ချုပ်သူနဲ့နှိစက်သူစီကနေသိရပါဗျ။ပြည်ရင်းလုံတမားရေလှူရှားသူတယောက်ကတော့ စစ်ရုံတချို့ကပိတ်သိမ်းမယ်ဆိုရင်နာမည်ပြောင်းပြီးဖွင့်တက်တာတွေရှိကြောင်းနဲ့အမှန်တကယ်ပိတ်ခဲ့ရင်တော့ဂုံတိခါရှိရှိနဲ့ပေးတင်တဲ့နင်နာကြီးတွေပြေးချေဖို့တာဝန်ရှိကြောင်းကို TVB ကို ပြောပါတယ်။မြန်မာနိုင်ငံအထက်ကျုပ်လုပ်ငန်းရှင်များအသင်း MGMA ရဲ့2025ခုနှစ်ဩဂတ်လ data တွေအရနိုင်ငံတွင်းလုပ်ငန်းလည်ပတ်နေတဲ့ MGMA အဖွဲ့ဝင်အထက်ကျုပ်စက်ရုံ989ခုရှိနေပြီး56ခုမှာယာယီပိတ်သိမ်းထားကြောင်းလည်းသိရပါဗျ။ကျမဝေပါ အနှစ်80ပြည့်ကုလသမဂ္ဂအဖွဲ့ရဲ့ထွေထွေညီလာခံ UNGA မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဂါဇာစစ်ပွဲကိုချက်ချင်းရပ်တန့်ရမယ်ဆိုပြီးမိန့်ခွန်ပြောကြားပါတယ်။မကြသေးခင်အချိန်ကပါလက်စတိုင်းနိုင်ငံအဖြစ်မဟာမိတ်တွေရဲ့အသိမှတ်ပြုမှုကိုဟာမတ်အတွက်ဆုလက်ကြီးတစ်ခုဖြစ်တယ်လို့လည်းဖြစ်ဆက်ပြောပါတယ်။အဲ့ဒီနောက်ဟာမတ်ဖန်စီထားပြီးအသက်ရှင်ကျန်နေတယ်လို့ယုံကြည်ယူဆထားတဲ့တရားခွင်48ဦးထက်က20ဦးကိုညှို့ကငြိမ်းချမ်းရေးအတွက်ညှိနှိုင်းရပါပဲ။တရားခွင် ားလုံးပြန်ရတဲ့အထိအလိုရှိပါတယ်လို့ Trump အနေနဲ့ပြောသွားပါတယ်။ဒါ့အပြင် Trump ကသူ့ရဲ့နိုင်ငံခြားရေးမူဝါဒဆိုင်ရာမှတ်တမ်းတွေအကြောင်းပြောဆိုခဲ့ရမှာမတူညီတဲ့စစ်ပွဲခုနှစ်ခုကိုအဆုံးသတ်နိုင်ခဲ့တယ်လို့ဆိုပြန်ပါတယ်။အဲ့ဒီအောင်မြင်မှုတွေအကြောင်း Nobel ငြိမ်းချမ်းရေးဆုချီးမြှင့်တဲ့အကြောင်းလူတိုင်းပြောကြပါတယ်။စုရိထက်လူအသက်တွေကယ်တင်နိုင်ဖို့သာအလေးထားပါတယ်ဆိုပြီး Trump အနေနဲ့အမှတ်ချက်ပြုပါတယ်။ จิตติตมระอีมานูเอลแมคคอนကတော့ထရမ့်အနေနဲ့ငြိမ်းချမ်းရေးနိုဘယ်ဆုလိုချင်တဲ့ဆိုရင်ကာဇာစစ်ပွဲကိုအဆုံးသတ်ပေးဖို့လိုအပ်ကြောင်းနဲ့အစ္စရေးအပေါ်သူတူဦးတည်းသာဖိအားပေးနိုင်တာဖြစ်ကြောင်းတုံ့ပြန်ခဲ့ပါတယ်ရှင်ဒီပပယုံမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချေချိုဆက်ပါရှင်